ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကျောက်ဖြူမှာတရုတ်တွေလဲပါလာပြီတဲ့ဝေချီပွဲကောင်းတွေဖြစ်ကုန်ပြီတဲ့လင်းသူများပြောပြပါပြီလူများကြောင့် မင်္ဂလာပါရှင်အခုကြောင်ရံရဲ့ပသက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကျုံစိုးပါတယ်ဒီကနေ့တော့ကြောက်ဖြူပါတရုတ်လုံးကျော်ကြီးတက်ပြီးရောက်ရှိနေပြီဆိုတဲ့တည်င်းစကားကြဲကြဲပြက်ပြက်ထွက်ပေါ်လာပါတယ် တောက်ပြင်းဒေါပုံကြည်စုရက်ွက်ကမိရှော့ခံယာယီမှုနှစ်ပါဝင်သောအမျိုးသမီးကြီးတူထက်သိပါတယ်ဒီလူစစ်မှုထမ်းဥပဒေစရင်လိုက်ကောက်ယာယီမှုစိန်မှုအုတ်ချုပ်ရေးမှုနှင့်အပေါင်းအပါတွေတောင်းပန်ကြည်စုရက်ွက်မှာအင်ရှင်ကအင်ရှင်လို့ပဲဆိုလိုက်မှာပေါ့တော်လံပြည်သူက တော်လံပြည်သူကမခံနိုင်တော့တဲ့အခါငုံမခံမဲ့တုတ်ပြန်လိုက်တဲ့အခါဓာတ်စီလောက်မိရှုခံရပါတယ်မနေ့ကတော့ရိုင်မှုနှခမ်းမွေးမတာပေါ်ပြီးသုံးရမြောက်နေမှာသူနဲ့တူပါလာတဲ့ရက်ွက်ဆရေးလို့ခေါ်မလားအုတ်ချုပ်ရေးမှုအောက်ဆွဲလာဆိုရဲအမျိုးသမီးကြီးတူပါဝင်တော့ထပ်ပြီးတော့မတာပေါ်ပါတယ် ဈေးုံဈေးကန်းကိုအချိန်မီရောက်ပေမဲ့လဲဖတ်စစ်အတွက်တက်အတွက်တဆိုင်မမှန်အတက်ကိုပဓာဏမထားပဲစစ်မှုတန်းစင်းကောက်ပြီးတာအခုပြည်သူကတုံ့ပြန်လာတဲ့အခါကျတော့အဲ့ဒီဖတ်စစ်တက်လဲလာမကယ်နိုင်ပဲဈေးုံမှာအနာရေပိုးဝင်ပြီးတိတ်သွားတာပါဘာကျမကြီးရှောင်းရှောင်းမှလည်းမပေးနိုင်ဘူးဒါကြောင့် မြန်မာနိုင်ငံဒေတာအနှံ့အပြားကရွက်ကွက်အုပ်ချုပ်ရေးမှုယာယမှုစေမှုအပေါင်းပါခင်ဗျားတို့ကဒီညကလူမျက်ကြော်ကယဉ်ကျေးစွာသတင်းစကားပါလို့လားခခင်ဗျားတို့ဦးစွေးစံကြီးထမ်းရွက်နေပါကုန်သောမယောင်လိုက်ဖက်စစ်တာခင်ဗျားတို့ရဲ့ခင်ဗျားတို့မိသားစုကိုခင်ဗျားတို့ခန့်ထားတဲ့ယာယမှုစေမှုတွေကိုလုံးဝအကာအကွယ်မပေးနိုင်ဘူးဆိုတဲ့ တတ်သည့်ပြချက်တွေနေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပြီးဘီယူဆိုဒီပီသူစစ်ပါဆိုတဲ့ကောင်တွေလည်းအငတ်ငတ်အပြက်ပြက်ရွာပြက်ပြီးသမင်းငတ်သေးတဲ့မတဟာဘီယူဆိုစတီဖြစ်လို့လာပါအတိတရားရှိကြတော့ဒါပေမဲ့တချို့သတင်းတွေကိုပြန်ကြားရတာကတချို့ရက်ခွအုပ်ချုပ်ရေးထဲမှာလေဒီဘက်ကတော်လန်ပြည်သူတော်လန် ရိတ်အင်အားစုတွေမြုပ်နှံထားတဲ့သူတွေရှိပြီးဒီစောတိပြည်သူစစ်ချိန်မှာလည်းတော်လိုင်းအင်အားစုတွေမြုပ်နှံထားတဲ့လူတွေရှိတဲ့အတွက်ဂျင်းနဲ့ကြရဲရောက်အောင်မပို့လို့ဘူးပါပါနဲ့နဲ့ကင်တယ်ကြဥဆွေးမလာဖဆစ်တဲ့အတွက်ဥဆွေးဆန်ပြီးထမ်းရွက်မယ်ဆိုရင်ဟိုဒီနေ့ကလို့မီးရှို့ခံရရင်ခံရမခံရရင်နှစ်ဖူးမှာအပေါက်ဖြစ်မယ်ဆိုတဲ့ကြောင်းတခါလေးသတင်းစကားပါပြစီ ဒီလူလူကနာကြီးမှုပေါင်းများစွာနဲ့ရွေးဥတော်လိုင်းအေးကိုတိုင်းသားအယောက်တက်တွေနဲ့အတူဆင်နွှဲနေတော့မှတရုတ်ကတော့သူ့ရဲ့ဓာတ်ငွေပတ်လိုင်းကာကွယ်ရန်အတွက်ဆိုပြီးဘာလို့တည်တည်ငတိမာရင်ပြီးတော့သူ့ဓာတ်ငွေပိုင်လိုင်းမတိနဲ့ဆိုပြီးလုံကြုံရေးအယောက်ယာနဲ့ကြည်ဒီကနေ့ကြောက်ဖြူကိုပို့ဆောင်နေဆိုတဲ့သတင်းများရှိပါတယ်ကျွန်တော်တိုင်းပြည်မှာ တန်းနဲ့ချီတဲ့လူလူတွေဒုက္ခရောက်နေတယ်။တောင်းနဲ့ချီတဲ့လူလူတွေတေကြည်ပြက်စီးနေကြတယ်။ထောင်းတောင်းတန်းပေါင်းများစွာသောပြည်သူလူလူတွေကိုဖက်စစ်မင်းအောင်လိုက်ဟာရှုံမှရက်စအကြမ်းဖက်နေတာကိုအားပေးအားမောက်ပြုတဲ့ပြင်ဒီဗမာပြည်တဲကဗမာတွေဗမာတွေပါမကြံပေတိုင်းသားမဆို့ ေသေးกว่าငါဆိုတဲ့ငတေတရုတ်အဆင်ပြေပြီးရောဆိုပြီးသူ့တမ်းဝိပိုင်လိုက်ကြတော့လုံကြုံရေးအဆောက်လာချတယ်ခင်ဗျပေါ့စီသားတွေစားရတော့ပဲဒီနေရာမှာဒီတဲ့တဲ့ကားလေးကိုကျွန်တော်အရင်ဦးစွာပြောရင်းနဲ့အဖြစ်ပြက်လေးတစ်ခုကိုတင်ပြပါမယ်အဲ့တော့ဒီနေ့ဆိုရင်ကြောက်ဖြူကိုအင်အားရှာနဲ့ချီ လုံကြုံကြီးတပ်ဖွဲ့ဝင်မှာဆိုတဲ့လူတွေလက်နက်အပြည့်စုံနဲ့လေချောင်းကရောက်ရှိလာပါတယ်ဖေဖော်ဝါရီလ26ရက်နေ့ကတပ်ဖွဲ့လေစစ်ကိုတတုပ်ဆိုင်တယ်25ရောက်နောက်နေ့အရောက်အစိတ်အရောက်အစိတ်နဲ့အခုဆိုရင်အရောက်100ကျော်နေပါရှိပါကြောက်ပြူတရုတ်နိုင်ငံပိုင်း EIT IC group ကုန်ပြီအထူးစည်းဝါးရေးစုံနဲ့ရင်းနှီးစိတ်ကမ်းရှိတယ်ကြောက်ပြူတန်းဝိတ်ပိုင်လိုက်ရှိတယ် စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ဖေဖော်ဝါရီလ19ရက်နေ့မှာပုတ်ဒီကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေမှာပြည်တွင်းပြပြလုံခြုံရေးကော်မတီများတူထောင်ပြီးတော့လက်နက်ကင်ဆောင်ခွင့်ရှိတယ်ဆိုတော့တရုတ်ကိုဖင်ခံတဲ့ဥပဒေတရုတ်စစ်သားဟောင်းတွေထောက်လန်းရေးတွေနဲ့ဖွဲ့စည်းထားတဲ့ PMC ဆိုတဲ့တရုတ်လုံခြုံရေးကော်မတီတွေဗမာပြည်ထဲကိုရောက်လာပါ အဲ့တော့ဒီနေရာမှာအဖြစ်ပြလေးတစ်ခုဆက်ဆက်ပြောလို့ရတာကကြောက်ပြူရေနဲ့စိတ်ကန်းအိရိယာအဝင်းအဝိုင်းမှာတရုတ်လုံးကျော်ကြီးကုံဒီဆောင်ချက်နေတာနေတဲ့အချိန်ကြောက်ဖြူကနေပြီးကြောက်ပြူတညဝရီရေတက်အပါဝင်ဒေတာအနက်အပြားကိုအာခတ်တက်တော်ကြီးကလက်နက်ကြီးနဲ့ထိုးစစ်ဆင်နေတဲ့အချိန်စစ်ကောင်စီတပ်သားတွေကကြောက်ပြူရင်းနဲ့စိတ်ကန်းနေကြောက်ပြူတဘာဝတံဝင်ပိုင်လိုက်ဆက်ယုံအနီးတဲ့ကိုဝင်ပြေးတာ တရုတ်လုံခြုံရေးတပ်တွေကမောင်းထုတ်ပါတယ်ဒီအဖြစ်အပျက်ကိုကြောက်မှုဒေသခံတွေသိပါတယ်ဒီအောင်မင်းတို့ပြောလို့ဒီပကျူးကျော်စစ်ကိုတိုက်ကြဆိုအခုလက်နက်ကဲအစုံကြီးနဲ့ကြောက်ဖြူမှာတရုတ်တွေကျူးကျော်နေပြီလေကွာမယောင်လိုက်အတွက်စစ်တိုက်ပေးတဲ့မယောင်လိုက်လောက်မှအမှုထမ်းနေတဲ့အရာရှိအရာကအချက်စစ်သားတွေဒီပကျူးကျော်စစ်ကိုတိုက်နေတာပါဆိုဟာ တရုတ်ကမြောက်ပေးပြီးတော့မြောက်ပိုင်းညီနောင်သုံးဘွယ်ကိုတိုက်ခိုင်းပြီးကျူးကျော်နေတာပါဆိုဟဲ့ဘောမတတိုင်းအခုတရုတ်တပ်တွေကိုယ်တိုင်ကြောက်ဖြူကိုရောက်နေပြီမင်းတို့ဘာလုပ်လဲအမျိုးပါတာသာသနာဘာကြာအထုံးကြာအာနာပါတဖွားဖွားပြောတဲ့ကောင်တွေကိုညမာနိုင်ငံပိုင်နေဖြစ်တဲ့ကြောက်ဖြူကြီးနဲ့စိတ်ကန်းတွေကိုမင်းတို့ညမာစစ်တပ်တွေပြေးဝင်တာရရင်လားရှက်တဲ့ကိုလေပင်ကိုဒါနဲ့လီလာ မင်းတို့ကင်နာတဲ့တနက်တွေနဲ့မင်းတို့ယူနီဖောင်းတွေဝတ်ပြီးတော့ငါတို့တက်မတော်သားတွေဟာကျူးကျော်သူတွေကိုကာဝယ်တာပါဆိုအခုတရုတ်တပ်တွေကကိုမြန်မာပိုင်နယ်တဲကတော့အเจ้าပြူရင်နဲ့စိတ်ကန်းတွေကိုမင်းတို့ကိုပေးဝင်လာတရေဘောချောင်းနဲ့အချောက်တက်တရုတ်တက်လက်တဆုပ်စာကိုကိုညမအချုပ်ချအနာဘန်နေမြေထဲမှာကြောက်ရွံ့တုန်လှုပ်နေပြီး ြောတော့အချုပ်ချာအာနာဆိုပြောတော့ကျူးကျော်လာတဲ့သူတွေကိုတိုက်ပွဲဝင်နေတာပါဆိုအဲ့တော့ကြောက်ယူရင်တဲ့စိတ်ကံတွေကိုပြေးဝင်တာမြန်မာစစ်တပ်ကအရာရှိတွေအပါဝင်ပေးမွေတရုတ်လုံခြုံရေးအဆောင်တွေကပေးမွေတော့အခြေအတင်ပြဿနာတွေဖြစ်ပြီးသူပြစ်ကိုပြစ်မလို့တော့ဖြစ်တယ်လို့သိရပါတယ်အဲ့တော့ အချုပ်ချအာဏာပိုင်တဲ့လူကြီးများကိုနိုင်ငံကိုမီကိုရီတဲမှာကိုတိုက်ပွဲဝင်နေတဲ့နေရာကဘေးလူရကိုပြေးတာတော့တရုတ်ကခုမပြုံရင်ပြေးမရတဲ့အတွက်မင်းတို့ကွာမြန်မာစစ်တပ်ကကောင်းနေကွာဖက်စစ်တပ်ကကောင်းနေကွာတွေးကြည့်ရင်မချစ်အောင်နာသိစတဲ့ချင်းပါဆိုလေတိုက်ကြအောင်အဲ့တော့ဒီအခြေအနေတွေဖြစ်နေပါတယ်မကြခင်မှာကြောက်ဖြူမှာ အခြေစိုက်ထားတဲ့တညဝရီရေတဲ့အပါအဝင်တရင်တက်ဖွဲ့တွေနဲ့တိရလုံးကြိုကြီးတက်တွေနဲ့အခြေတင်ဖြစ်မှုတွေရှိနေပါတယ်။ကြောက်ပြူမှာအခြေစိုက်ထားတဲ့ချင်းမြတရင်ခလာရ34ခမရ9လေးနဲ့ခမရ9လေး3တရင်3ခုတညဝရီရေတဲ့အပါအဝင်ကာကင်းစခန်းအနေငယ်ဒါရီဟာ အခက်တော်အေးရဲ့ထိုးစစ်ကိုရှောင်ရင်းကြောက်ပြူရင်းနဲ့စက်ကန်းကိုပြေးဝင်တာမရတဲ့အတွက်အခြေတင်ဖြစ်မှုတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုတွေရှိလာနိုင်တယ်လို့တဲ့သတင်းတွေရှိနေပါတယ်။ကဲတရုတ်လုံခြုံရေးတပ်နဲ့မြန်မာဖက်စစ်တပ်ဘယ်သူကလက်ဆောင်ထက်လဲကြည်ရသေးတာပေါ့ဗျာ။အခက်တတော်အေးနဲ့ပူပေါင်းတက်တယ်ဘေးဘုံဥတင်မောင်ဆိုပြီးမြောက်ပြီးလွတ်ပေးထားလိုက်စမ်းပါဗျာ။အချုပ်ကြအာနာဆိုတဲ့ကောင်ကြီးပြိပကျူးစော်စစ်ကိုဆင်နွှဲနေပါတယ်ဆိုတဲ့ကောင်ကြီး ကို့မြေကို့ရေပေါ်မှာကိုသွားကြည့်နေနေရတော့သွားခွင့်မရှိတဲ့တိုင်းပြည်ကိုကာကွယ်နေပါတယ်ဆိုတော့စစ်သားကြီးများတတိရှိရင်ကြောက်ဖြူရေနဲ့စိတ်ကန်းနဲ့ဝင်ပြပါလားလို့ကိုမြေကလူမျက်ချော်စိန်ခေါ်ပါတယ်။ဒါနဲ့တဆက်ဆက်တယ်မှာကြောက်ဖြူကိစ္စပဲထပ်ပြောဦးမယ်ဗျ။အဲ့တော့အလကတ်တော်ရဲ့စစ်စင်ပုံကကျွန်တော်တို့အများအမ်းပြောသလိုအင်တန်ဖြူဟာမြောက်တယ်လက်ပါတယ်တိတ်တက်တယ်။စစ်မျက်နှာအများအပြားမှာစစ်ကစားနိုင်တယ် မာဖြူဟာမြောက်စစ်ပွဲတွေကိုစနစ်တကျဆင်နွှဲနိုင်တယ်။လူတော်လိုင်းရဲ့စစ်ဘရင်လို့တော့ပြောလို့ရတဲ့အခြေအနေမျိုးဖြစ်နေပြီ။စစ်တွေမှာတိုက်တယ်လို့ကြောက်ဖြူမှာတိုက်တယ်။တာပေါင်းကိုမနေ့ကထိုးတယ်လို့ပြည်ပတော်မလွတ်သားဘူး။ပြီးတော့အမ်ပဒန်ကနိုင်ရီကံဖြူဟာလန်ထိုးပြီးကပ္ပဇာ14ကိုပြတ်မှတ်ထားတာ။ဒါကြောင့်မို့ ဖက်စစ်တပ်ကအခုအယူမီဝိုင်းပြီးဗရာမြေလူစက်ပြတဲ့လင်ပြောက်တဲ့အခြေအနေနဲ့စစ်တွေကြောက်ဖြူမှာခြောက်ပတ်ရမ်းနေပါတယ်စစ်တွေကိုတနေ့ကကြီးတဲ့အင်အားဖြည့်ပြီးစစ်တွေကိုတိုက်မယ်ထင်ပြီးအင်အားဖြည့်ထားလိုက်တာနောက်နှစ်ရက်သုံးရက်အခြားမှာကြောက်ဖြူကိုအကတတော်အီဟာတ냐ဝရီရေတပ်ကိုစထိုးစစ်ဆင်တဲ့အခါကြတော့ စစ်တွေကတပ်တွေကိုချက်ဖို့ပြန်ခေါ်ဖို့အခွင့်မသားတဲ့ဖက်စစ်တပ်ဟာတကယ်ကိုအယူမီဝိုင်းဖြစ်နေပါတယ်။ဒါကြောင့်မို့စစ်မှုရတဲ့နယ်စင်လာတဲ့အမတ်ပတ်စင်ရှစ်ကလူတွေကိုအလင်းမြန်ထိုးသွင်းမယ်လို့သိရပြီးညီပြင်းထိုးစစ်မရှိတော့တဲ့ဖက်စစ်တပ်ဟာရေထဲမှာလက်နက်ကြီးများနဲ့ပြစ်ခတ်နေပြီး ရေရသင်းမောဆက်နှစီနဲ့အင်အားဖြင့်ချလာလေလို့သိရပါတယ်။အဲ့တော့အရကတ်တော်အေဟာအကယ်၍ကြောက်ပြုတ်ကိုထိုးစစ်ဆင်လာခဲ့ရင်ကြောက်ပြုတ်ဟာတိုက်ရည်နေရန်ကုန်ရည်ရင်တွေပို့ဆောင်ထားသလိုပထမတစ်ခေါက်စစ်တွေကိုတိုက်မယ်ထင်ပြီးပို့ထားတဲ့ရည်ရင်တွေကြောက်ပြုတ်ဘက်ကတ်မရတဲ့အခြေအနေတွေဖြစ်နေပါတယ်။ဒါကြောင့်မို့ကြက်ရဲပေါ်လို့ကြီး ကြောက်ဖြူအရင်ကြောက်လားစစ်တွေအရင်ကြောက်လားကောမန်ပါရေးထားပေးခဲ့ပါဒါကတော့လက်ရှိကြောက်ဖြူစစ်တွေအခြေအနေတွေဖြစ်ပါတယ်အဲ့တော့ကြောက်ဖြူအနည်းတဝိုက်ကြောက်ဖြူပင်လေပင်မှာတော့တိုက်သင်းမော်တွေ free gate တွေနဲ့ကင်းလက်ထားပြီးတိုက်ပွဲဖြစ်ပွားရနေရာတွေဖြစ်တဲ့ရှောက်ချောဥကင်းကျေးရွာတွေကိုလက်နက်ကြီးတွေတရဇက်ပစ်နေပါတယ်ဒီကနေ့ဖေဖော်ဝါရီလ28ရက်နေ့မှာလာတရက်နေ့ထိမှာတော့ရှောက်ကင်း နော်စစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်နဲ့အရကတ်တော်အီပြင်းထန်တဲ့ထိတိတိုက်ပွဲ ဖြစ်ပွားနေပြီးအရကတ်တော်ရဲ့ထိုးစစ်တွေကြောင့်ကာကင်းစခန်းတွေမှန်သမျှဒညာကူရည်တဲ့ဌာနချုပ်တဲ့ဖက်ပြီးနေကြရပါတယ်ကြောက်ပြီမှာခလာရ34ခမရ94နှစ်ခမရ94 3ရက်တရင်30နှစ်တစ်ပုတ်ပင်တောင်မှာဒညာကူရည်တဲ့ဌာနချုပ် ဌာနချုပ်ထဲမှာရေးတဲ့စက်မှုလက်မှုအင်ဂျင်နီယာတက်ရေးတဲ့လက်ကျင်တက်လက်ယုံတက်တွေ ਨੇ တပ်ပေါင်း16တက်ကြောက်ဖြူမှာရှိပါတယ်ခုနကျွန်တော်ပြောလိုက်တာစစ်တူဖြစ်ပါတယ်အဲ့တော့လက်ရှိအချိန်ဒီတော့တရင်သုံးခုလုံးကိုတိုက်နေပြီတကြောင်ရီရေးတဲ့ကိုလက်နက်ကြီးနဲ့ထိုးပြီရေးတဲ့ရင်30နှစ်ကိုထိုးစစ်စတာပါတယ်ကြောက်ဖြူအရင်ကြမလားစစ်တူအရင်ကြမလား အဲ့တော့ကြောက်ဖြူရဲ့စစ်တွေရဲ့နောက်ဆုံးအခြေအနေဖြစ်ပါတယ်နောက်တစ်ချက်ကဒီကနေ့ကျွန်တော်ခဏပြောသလိုဒေါ်ဘုံကြည်စုဂျိုင်မူဂျိုင်မူနဲ့အတူဂျိုင်မူနဲ့အတူပါလာတဲ့အမျိုးသမီးတယောက်မတာပေါ်တဲ့တရင်ကိုတော့အစာဦးစွာပြောပြီးပြီဖြစ်တဲ့အတွက် အာဂတ်တော်အေးနဲ့ပူပေါင်းတက်တွေတည်မဲ့ထပ်ပြောဦးမယ်ဗျာညောင်ကျိုးမှာတိုင်မှုဘုံမှုတန့်စော်ဟင်းဆိုတဲ့ကောင်အပါဝင်ဒါစင်နဲ့ချီတည်ခြင်းဆိုပါတယ်ဖေဗူလာ22ရက်နေ့မှာအာဂတ်တော်အေးရညောင်ကျိုးကိုစတဲ့ထိုးစစ်စင်တဲ့အချိန်မှာတူတိုင်မှုပြောတဲ့ဘုံမှုတန့်စော်ဦးအပါဝင်ညာနဲ့ချီတဲ့စကောင်းကြီးတောက်ခွဲဝင်နေတည်ခြင်းဆိုပါတယ်အဲ့တော့ တတ်စော်ဟိန် sorry တတ်စော်ဟိန်ဟာစစ်တကယ်ကိုအပတ်စဉ်90ကျောင်းစင်းအသက်36နှစ်ရက်လေစွန်းတပွဲကိုနင်းပြီးတော့မြို့အောင်တော်ပရိယတိစာတင်တိုင်းမှာမတ်လတရနေ့ကပြုလုပ်ခဲ့ပါ Facebook စာမျက်နှာပေါ်မှာ TikTok တွေပေါ်မှာမြင်လိုက်တယ်မလားအလောင်းတော်ကောက်မရတဲ့အာတုဘခြာပွဲတွေနဲ့စီကားနေတဲ့ဖက်စစ်တပ်အိမ်တော်တွေနိုင်ငံများ မိတ်တင်မုတ်ဆိုးမဟာမုတ်ဆိုးမြမုတ်ဆိုးမများတက်တွင်းထုတ်လုပ်သည်မိတ်တင်မအားလာဖြစ်ပါတယ်အဲ့တော့ညောင်ကျိုးညောင်ခြေတော့တွေကိုထိုးစစ်ဆင်နေပြီမကွေးအရာတွေမကွေးအရာတွေဘကိုးကြောက်ပြူစစ်တွေစစ်မြင်တာဆယ်ဦးတက်မနေအခါတက်တော့ရှစ်စစ်နေပါတယ်ဒါတော့ဒီကနေ့အခြေအနေဖြစ်ပါတယ် မာလာတယောက်ခြူကြစီတွားပြီးမူယာမာယာရီပို့ကငိုပြမယ်အချိန်ဒီတနေ့လည်းရှိပါတယ်ဒီကနေ့မှမရောက်နိုင်အောင်ကမ္ဘာဝရံပြည်တွေစိတ်ရာဇဝိတ်ကောင်တွေခိုလုံရာမော်စကိုပူတင်နဲ့တွေ့ဆုံမှုနေပြီးတော့အီတာလီစိတ်ကထွက်ခွာသွားပါတယ်ခြူကြတို့ထံမှာမူယာမာယာပို့ပြီးငိုပြဖို့ ပြည်သူကိုတက်မှန်နှိပ်စက်ဖို့အတွက်တရုတ်နဲ့ရုရှားကြောတော့နောက်ခံပြူရင်းမင်းအောင်နိုင်ဖက်စစ်တပ်2025မှာဒရဇက်အပြန်အလှန်ထိုးစစ်တွေစစ်ကြောင်းထိုးတာတွေဒရုန်းတွေပရိုမိုတာတွေဒါတွေနဲ့ပြန်လဲအားပြုတ်စစ်ဆင်လာတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်ဒီမှာတော်လန်စစ်ပွဲအနေအထားကဘယ်လိုရှိလဲ တော်လိုင်းတက်တွေအခြေကောက်ဘယ်လိုရှိလဲတော်လိုင်းတက်တွေရဲ့အခြေတွေကတော့ဘကုတ်တိုင်းမှာတကုတ်ထုတ်နေတဲ့အချို့တော်လိုင်းတက်တွေနဲ့အညာဒူပိုင်းလို့ပြောပြီးမှအိုးတောင်းနေဖြစ်သွားတဲ့မြိုင်ပေါက်အခြေအနေတွေဝက်လက်ပကပပါပါများရဲ့ မတရားကျူးလွန်မှုတွေမနေ့ကလည်းတနေ့ကလည်းခရင်ကဖမ်းသွားတာဆိုပြီးဖမ်းသွားတဲ့ PDF တည်ရင်မှုတယောက်ရဲ့စံနာပြပွဲတွေဒါတွေရှိနေပါတယ်ထပ်ပြီးတော့ငွေတိုင်းရေနံမော်အပါဝင်ခြေရွာကိုရွာကိုမလာဖတ်စစ်တပ်ကဘုံကျဲတိုက်ခိုက်ဒီနေ့တိုက်ခိုက်ခဲ့ပါတယ်မနေ့ညတနာကြီးကြုံပါ မြိုင်ပေါက်မှာရှိတဲ့ဂျီနမောကြေးရွာအပါဝင်ရှိကြေးရွာကိုရွာကိုမလာပစစ်တဟာပုံချဲခဲ့ပါတယ်။ညောင်ကုန်းတောရွာလက်ပတ်တို့တရက်ကန်တပြေညိုကြေးရွာကိုရွာဒါတော့အညာဒူပိုင်းလို့ခေါ်တဲ့နေရာစီလားသို့မဟုတ်အဲ့ဒီမလမ်းမကန်ကတော့ကျွန်တော်တို့အတိအကျသိနိုင်ဖို့ကြိုးစားနေသေးပါ မြန်နီးကပဲအဲ့ဒီရေနံမော်ရီအနီးက PDF တယောက်ရဲ့မင်္ဂလာဆောင်နဲ့ဘုံချဲပါသေးတယ်။ဆိုစစ်တပ်ကတော့သူ့လုံသူ့လုံနေတာတွေ့ရပါတယ်။ရန်ကုန်မှာလုံချိုးကြီးတင်းကျပ်စစ်အနိုင်တိုင်ရုပ်အာပြုရသည်မအကူညီတွေကိုကြာယူဖိမဲခံရခံရဘောဝဲမရမရမယောင်နိုင်တယောက်ဟာသူစစ်နိုင်တိုင်ရုပ် စစ်နိုင်တိုက်ရေးအာကုန်တုတ်ပြီးလုံနေတာတွေ့ရပါရုရှားဘောဝဲမ ਾਇ ယာမ ਾਇ ယာတရုတ်ဘောဝဲမ ਾਇ ယာမ ਾਇ ယာဘောမမင်းအောင်လိုက်တာသူစစ်ကိုနိုင်ချင်လို့မိလမောင်းစုံဆောင်ရနေတာကိုမြင်ကြရပါရုရှားနဲ့တရုတ်ကလွှဲရင်ဘယ်နိုင်ငံမှခြေချခွင့်မရှိတဲ့မင်းအောင်လိုက်တာဒီကြီးစင်လေးတွားပြပြီးတွားတွားပြပြီးသူ့တပ်သားတွေကို စိတ်ကြခွန်အားပေးလျက်ရှိနေတာတွေ့ရပါတယ်။အဲ့တော့ကျွန်တော်တို့တော်လိုင်းဘက်ဒီမှာတော့ခုနပြောသလိုအနေငယ်တဲ့အနေငယ်ရှုပ်ထွေးတဲ့ပြဿနာတွေရှိပင်ရှိနေတော်ညာတကယ်တရဇက် poses စင်တဲ့တကယ်ကိုတော်လိုင်းရင်ကျင့်ဝိတတိနဲ့တော်လိုင်း poses တွေတော်လိုင်းရင် အတွေးခေါ်ကြီးခိုင်ခိုင်မာမာယုံကြည်ချက်နဲ့ဆင်နွှဲနေတယ်ကျွန်တော်တက်တွေရှိပါတယ်စိုးတဲ့ချက်ချင်းရောသလိုတော်လိုင်းကြီးကလေးကဝါတွေတော်လိုင်းကြီးမှာကလုတ်တိုက်ပါလာပြီးဟိုလိုလိုဒီလိုလိုတောင်လိုလိုမြောက်လိုလိုနဲ့ခေါင်းဆောင်တက်ဖြစ်လူလေးစုတနက်လေးဝယ်ရင်ဘူတက်လို့တဲ့ဖယောဖယဲကောင်တွေကတော့အပုတ်နဲ့ဖွက်နေပြီမဲ့အင်မတန်ကိုကြွဝင်တဲ့တိတ်ခါနဲ့ ော်လိုင်းရေးကိုမျက်နှာမူနဲ့တက်တွေဖြစ်တဲ့မြင်းကျန်ပလတ်တိုက်ကအမေဒီပုံမိုက်ခဲမနေ့ကတိုင်းချပြီအာရကတ်တက်တော့အေးအေးကြောပြချင်အာရကတ်တက်တော့အေးအေးနဲ့ပူပေါင်းတိုက်ပွဲဝင်နေကြတုံတော့ကြောင်းနာနိုင်တဲ့ PI PLA ADBI အရှိုချင်း PDF အမိပေါ်ပြလို့တဲ့တက်တွေတကယ်တိုင် စမောင်ဆောင်ခါတို့ရဲ့တက်တော့ပီပီအလီတကယ်တိုင်နေပါလေဆီယလွင်တို့ရဲ့96ဆိုချာတိုင်နေပါလေအီဒီဘီအေပီအေမကွေးတိုင်နေပါလေဘယ်မှာလဲမကွေးမှာပကူးမှာအခက်တက်တော့အင်းနဲ့အတူ ဘူးပေါင်းတက်တွေတိုက်ပွဲဝင်တဲ့တက်တွေအညာအခြေစခိုင်းမှာလေဟိုတနေ့ကစစ်ကြောင်းထိုးလာတပ်ပေါင်းစုနဲ့ပြန်လေတိုက်စစ်ဆင်ပြီး200လုံးမှာကိုရမွေမိုးလင်းလို့ကိုလောင်းမသာကိုလောင်းအရှင်မိနဲ့တိုက်ပွဲတွေရှိနေတပ်ဖက်မှာလေကလီကဝါတွေကအပုတ်နံထွက်နေပြီမဲ့တပ်ဖက်မှာလေတော်လန်ရေးရဲဘော်တွေရှိနေပါတယ်တစက်ကလေးမှရုံမတန်တရာမဖြစ်ကြနိုင်ငါတို့မှာငါတို့ပဲရှိတယ် ဒီတော်လန်ရေးဟာနောက်ဆုံးလိုင်းဖြစ်ပါ နောက်ဆုံးပွဲဖြစ်ပါဒီဒီပွဲမှာမနိုင်ရင်စစ်တပ်ကိုနိုင်စရာဘာအကြောင်းမှပြစရာမရှိတော့ဘူးဒီတော့ကြီးမားတဲ့တော်လန်ရေးနဲ့ဒီတော့ခိုင်မာတဲ့လက်နက်ကင်တိုက်ပွဲဟာမြန်မာပြည်ရဲ့လွတ်လပ်ရေးရပြီးတဲ့တမိုင်းတလျှောက်မှာလုံးဝမရှိခဲ့ဘူးတဲ့အခြေအနေဖြစ်ပါတယ်။ဘာမီကူနေပါတီတိုက်ပွဲဝင်တဲ့ကာလ 1948 49ကာလများစီကထပ်ပို့ပြီးတော့စူစည်းသောညီညွတ်သောတပီလုံးရဲ့တော်လှန်ရေးကြီးအဖြစ်ညီမတမိုင်းမှာစံတင်လောက်တဲ့ညီမတမိုင်းတလျှောက်လုံးမှတ်တမ်းတင်ထားရမယ်ဒီတော်လှန်ရေးကြီးဟာအောင်ဝဲကိုသာရှေ့ရှုကြည့်ကြရမှာဖြစ်ပါတယ်ရုံမတန်ရ လုံးဝမဖြစ်ပါ ကျွန်တော်တို့ဒီအောင်ပွဲစီလို့ပါမရရအောင်တိုက်မဲ့တက်ပြီးပုံထက်နေတယ်လို့ကလေးကဝကောင်တွေလည်းအများအပြားရှိတယ်သို့တော့တာဘုတ်ငါဘုတ်ထုတ်တယ်ဖတ်ဟာတာဘုတ်ငါဘုတ်ဆိုပေနာမဖြစ်တဲ့အတွက်တာဘုတ်ငါဘုတ်ဆိုနံပြီးချီးပေနေတဲ့လက်တွေကိုအချိန်တန်ရင်ပြီးသူလူလူကလက်တွဲဖြစ်သွားကြမှာတကယ်တိုက်တော့တကယ်တော်တော်တကယ်ထက်တော့ ကျင့်ဝတ်နယ်ညီတော်အတွဲကိုခိုင်မာသောပြည်သူလူထုအစွန်းလုံးစွန်သားဝင်သောတပ်တွေတော်လည်းရဲ့ခေါင်းဆောင်မှုအခမ်းကဏ္ဍကိုရောက်ရှိလာပါလိမ့်မယ်ကျွန်တော်ဟိုရက်တွေကပြောသလိုပဲစေးဆိုင်ရာပါဝါခေါင်းဆောင်မှုနိုင်ငံရေးဩဇာခေါင်းဆောင်မှု policy making ဆိုရဲ policy maker policy မူဝါဒမျိုးချမှတ်တဲ့ခေါင်းဆောင်မှုဆိုင်ရာဒီခေါင်းဆောင်တွေကိုတဖြည်းဖြည်းနဲ့တော်လန်ရေးကတိုက်ပွဲကြီးတွေက ရွေးချယ်နေတယ်ဆိုတာပြည်သူလူထုတတိမှုမိလိမ့်မယ်ထင်ပါတယ်ဒါပေမဲ့တချို့သောလက်ညိုးတောင်ခေါင်းညိတ်ငပိန်တတိုက်တော့ရှိသေးတော့ထားလိုက်တော့နေခဲ့တော့ညနေတာဒါခဲ့တော့ညနေတာအဲ့ဒီကာလကိုကြိုက်ပြီဖြစ်စီမကြိုက်ပြီဖြစ်စီသူတို့စီကိုရောက်လာမှာဖြစ်ပါတယ်ရက်တဲ့ကြားငါးတိမ်ဆိုလို့တော်လိုင်းရေးမှာ ရက်သိက်ချာမှငါးရီတင်လို့ပဲစကားရင်းစစ်ချတဲ့အချိန်ရောက်လို့နေပြီဖြစ်ကြောင်းအောင်ဝဲစီတို့သာရှေ့ရှုပြီးဘာတစ်ခုအတွက်ကြောင်းနေမှတော်လန်ရေးပေါ်ယုံမားတန်တရာမဖြစ်ပဲကျွန်တော်ရဲ့တန်တိတ်ထန်နဲ့ဆုံးဖြတ်ချဒီတိုင်းပြီမှာဖတ်စစ်တဲ့အမြင့်ပါမကြံ ခြေမုံးပြီးတော့အောင်ဝဲကိုရယူရေးတာဖြစ်ပါတယ်။အောင်ဝဲရရင်လပိတ်ဆိုင်တူတယ်။ဒီညာလေးအားလုံးကိုကျေးဇူး